အမွာပြူသမီးလေးတွေသိန်း3000လောက်အလူတန်းထပ်မံပေးခဲ့ပြန်တဲ့ဦးမျိုးတန်းအသက်ကြီးမှရလာတဲ့သမီးလေးနှစ်ယောက်တွေချိတ်ချိတ်သိန်းသိန်းတောင်းကျော်အလူပွဲကျင်းပနေတာကဦးမျိုးတန်းမှာဦးမျိုးတန်းဆိုတာကအသက်60ကျော်ရွယ်ကြီးမှာကိုယ့်ရဲ့သမီးရွယ်လောက်ရှိတဲ့ကောင်မလေးတယောက်ကိုသိန်းပေါင်း1000နဲ့တင်တောင်းပြီးတော့လက်ထပ်သွားခဲ့သူပါဒါကြောင့်လေအသက်60ရွယ်မှာဦးမျိုးတန်းရဲ့အကြောင်းက Facebook မှာတော်တော်လေးနာမည်ကြီးခဲ့ပါရင်ဦးမျိုးတန်းကပြီးခဲ့တဲ့နှစ်ကတပင်လဲလို့တပင်ထူတဲ့အနေနဲ့အသက်ချက်ဝက်မကွာတဲ့ကောင်မလေးငယ်ငယ်ချောချောလေးကို ။သိန်းပေါင်းတထောင်နဲ့တင်တောင်းပြီးတော့လက်ထက်ထင်းများခဲ့တာပဲဖြစ်ပါရီ။ကိုဝင်ရှိနေတဲ့ဇနီးတဲ့နဲ့အတူအလားတပုံလေးတွေလည်းရှိုက်ကူးရင်းနဲ့အသက်60ကျော်ရွယ်နဲ့မလိုက်ဘဲရန်ကိုပျော်ရွှင်ခြင်းနဲ့နေတာကိုလည်းတွေ့ရပါရီ။ပုံမယောက်ကြောင့်လေးတယောက်တောင်မှအမွာကိုဝင်မပြောနဲ့။တာမန်ကလေးတယောက်ရှားဖို့တောင်မှမနေကူမှစူးစမ်းရပါမယ်။ဦးမျိုးတန်ကတော့အင်မတန်ကူမှဆရာကြလုံးလာပါရီ။ အသက်60ကျော်ရွယ်မှာဇနီးငယ်ချောချောလေးနဲ့အာကျုံမတဲ့ကြိုးစားပြီးအမွာသမီးရနာလေးတွေကိုကိုဝင်ဆောင်နိုင်အောင်လှူဆောင်နိုင်ခဲ့တဲ့အတွက်မျိုးသားတူကြီးတရက်လုံးကအင်မတန်ကိုမအားကျနေခဲ့ကြတာပါ။ဒါကြောင့်အမျိုးသားစီကနီလန်ကောင်းတွေကိုလည်းသိကျင်နေကြပါရင်အခုတော့မျိုးသားတူကြီးရဲ့လူဆွမ်းကောင်းတယောက်ဖြစ်တဲ့ဦးမျိုးတန်ကတော့သူ့ရဲ့ချစ်စနီးတယ်လေးကသမီးရနာမွှာလေးတွေကိုအလူကြီးတန်းကြီးပေးလို့နေခဲ့ပါရင် တမီးလေးတွေကိုတော့အခု2025ခုနှစ်ဖေဖော်ဝါရီလ၄ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီးကျမ်းမာတန်ဆွမ်းကချစ်စရာကောင်းတဲ့တမီးလေးတွေဖြစ်တယ်လို့လည်းအသိပေးလာခဲ့တာပါ ဒီသမီးလေးကိုသူ့ရဲ့အသက်60ကျော်ရွယ်မှနေမထင်ထားလောက်တဲ့ကံကောင်းမှုတွေနဲ့တူရရှိလာခဲ့တာဖြစ်တဲ့အတွက်အရန်ကိုမှဝမ်းသာပီတိခွန်းစီထိဖြစ်နေခဲ့ပါရီ။ဒါကြောင့်သမီးလေးအတွက်မွေးဖွားလာတဲ့ထိမ့်မက်နေနဲ့ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးနေပြီးတော့တိမ်မောင်းရာကြီးကုံကြခန်းကအလူကြီးကိုလည်းပေးခဲ့ပါရီ။ဒီလူကြီးမှဆိုရင်ရဟန်းတန်ကတော့၁၀ပါးကိုပင့်ဖိတ်ပြီးတရားနာယူခဲ့သလိုဆရာတော်တန်ဃာတော်ရဲ့အတွက်စက်သိန်းပေါင်း86တောင်းတိတိ ဝတ္ထုငွေတွေကိုစက္ကပ်လူတန်းခဲ့ပါရီဒါတင်မကောင်မိသားစုဆွေမျိုးတွေအကုန်လုံးနဲ့နီးစပ်ရာတိုင်ဝိုင်းကမိဆွေတွေအကုန်လုံးကိုပါဖိတ်ကြားခဲ့ပြီးကြီးကျယ်ခမ်းနားတဲ့အလူပွဲကြီးတစ်ခုကိုလည်းပြုလုပ်ခဲ့ပါသေးတယ်ဒီလူပွဲကြီးမှာလာရောက်သမျှသူတွေကိုရွှေမိုးငွေမိုးတွေရွာသွန်းဖြိုးပြီးတော့ဝမ်းသာဂုဏ်ယူစွာနဲ့သမီးလေးတွေအတွက်အလူကြီးကိုပေးလူခဲ့တာပါဦးမျိုးတန်ကအရှင်ကလည်းမြေလူလိုလူတန်တော်တွေပြုလုပ်နေကြဖြစ်ပြီးဘာသာတရားလိလာလိုက်စားတဲ့ပုံကိုတရားပွဲဖြစ်ပါရီဒါကြောင့်မင်းသူ့ရဲ့ကံကအရန်ကိုမှကောင်းနေခဲ့ပြီးအသက်60ကျော်ရွယ်မှ ာတောင်းပါနေမကောင်းတာမျိုးမရှိပဲကျမ်းမာနှုပြောနေကြတာပါအခုဆိုရင်တော့ကျမ်းမာလွနေပြီးတော့ဇနီးချိုးလေးနဲ့အတူသမီးရနာအမွာလေးနှစ်ယောက်ကိုပါရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဒါကြောင့်ကုန်းနေတဲ့ဦးမျိုးတန်းကအခုလိုမျိုးရွှေမိုးငွေမိုးချေပြီးတော့အလူတနာကြီးကိုကြီးကျယ်ပြုလုပ်ပြီးတော့သမီးလေးတွေအကြောင်းကိုပရိသတ်တွေအားလုံးသိအောင်ကြွားလာခဲ့တာပဲဖြစ်ပါတယ်ဒါပြင်ခုဆိုရင်တော့ဦးမျိုးတန်းဟာတတိယကျင်းသိန်း3000ကျော်ဘောလူတန်းပေးနေခဲ့တာပါဦးမျိုးတန်းကအမွာပြုသမီးလေးနှစ်ယောက်ကိုသုံးချိန်များလူတန်းမှုအဖြစ်တန်ခါ ပေါင်းတရာနဲ့အပရိသတ်တထောင်ကျော်တို့ကိုလူဒန်းပေးနေတာဖြစ်ပါသည်။ဒါပြင်အလူမာလာရောက်တဲ့အပရိသတ်များကိုလည်း1951အိတ်လူဒန်းပေးခဲ့သလိုပရိုက်တာသင်းကိုလည်းလူဒန်းတာရွာမှာကွန်ကရစ်ခင်းတာဒါပြင်ရွာတကြီးရွယ်ကိုဖွားရီကိုလူဒန်းတာပါဝင် စစပါငွေကျဲသိန်းပေါင်း1108သိန်းနှစ်ပေါင်းဖို့တမီလေးနှစ်ယောက်နဲ့တူကထင်းလူအောင်ပွဲအဖြစ်လူတန်းခဲ့တာဖြစ်ပါရည်အခုဆိုရင်တော့အသက်60ရွယ်တထေကြီးဦးမျိုးတန်းရဲ့ဘဝကချစ်စနီလေးနဲ့တမီရတနာအမွှားလေးနှစ်ယောက်နဲ့တူအင်မတန်ကိုမတာယာစရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ခဲ့ပြီးဘာတစ်ခုမှလိုလီသေးမရှိပြည့်စုံနေခဲ့ပြီပဲဖြစ်ပါရည်ဒါကြောင့်လေသူ့ရဲ့ကုသိုလ်ကံကောင်းမှုတွေကိုဆက်လက်ထိသိမ်းနိုင်ဖို့အတွက်အခုလိုမျိုးလူတန်းဌာနတွေကိုစင်ဆက်မပြတ်ပြုလုပ်နေခဲ့တာပါပရိသတ်တရားရောအသက်ကြီးမှမိမငငယ်ချောချောလေးရှိပြီးရလူတန်းပေး နေတဲ့ဦးမျိုးသက်ပေါ်မှာမိမိတို့ရဲ့မြင်လေးရှင်လဲမှတ်ချက်လေးတွေပေးသွားပေးခဲ့ပါအောင်ရှင်။